က်တဲ့သူတွေ ਆ တဲ့ဘာသာစာတွေကိုရှောင်သင့်လဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒီ research ခံတာနေပေါ့နော်ဒီစာဖတ်သူတွေအမေးထားတဲ့မေးခွန်းတစ်ခုပေါ့နော်အဲဘာလဲဆိုတော့ဒါကတော့ရင်ကျက်တဲ့သူတွေ ਆ တဲ့ဘာသာစာတွေကိုရှောင်သင့်လဲအဲဘာသာစာတွေကိုပေါ့နော်မစာသုံးသင့်ဘူးလဲဆိုပြီးတော့မေးထားလေးတွေ့ရပါတယ်ရှင်ဒီမေးခွန်းရဲ့အဖြေလေးကိုဆရာမဒေါက်တာညင်းကိခိုင်နေပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် အဒီရင်ကျက်တယ်ဆိုတာလည်းလေဒီကဘာတဝင်းမှာပေါ့နော်အဖြစ်များတဲ့ဒီယောဂတစ်မျိုးဖြစ်တယ်ပေါ့နော် ပြောရမယ်ဆိုရင်ဒီအဆုတ်ပေါ့နော်အဆုတ်တွေအဆုတ်လမ်းကြောင်းဒီနေပြုံလမ်းကြောင်းတွေမှာပေါ့ရောင်ရမ်းမှုတွေဖြစ်တယ်ရောင်ရမ်းမှုကနေတစ်ဆင့်အာဒီအချွဲတွေပေါ့နော်အချွဲတွေထလာတဲ့အချွဲတွေကနေတစ်ဆင့်ပေါ့နော်အာဒီလူနာကပေါ့အသက်ရှူကျက်လာတဲ့အမ်ပြီးတော့ဒီချောင်းဆိုးလာတာမျိုးပေါ့နော် ဖြစ်တတ်ပါတယ်ဒါပြင်ပေါ့နော်ဒီချောင်းဆိုးရင်ကျက်တဲ့အပြင်ပေါ့နော်လူနာကအာပန်းနိုင်ကျက်တဲ့ဘောကပါလဲဆိုတော့သူကဒီ အသက်ရှူလိုက်တယ်ဆိုရင်ဟိုအတန်ပေါ့နော်ဟိုဝီစီတန်လိုမျိုးတရွှိရွှိမိတာမျိုးလည်းဖြစ်တတ်ပါတယ်ဒါဆိုရင်တော့ဒါပန်းနာရင်ကျဲလက္ခဏာမျိုးပေါ့နော်အဲဒီပန်းနာရင်ကျဲကတော့သူကမျိုးရိုးလိုက်တတ်တယ်ပေါ့နော်အကယ်၍ကိုမိသားစုဝင်ထဲမှာအဖေရှိရဲအမေရှိရဲဖိုးဖွားရှိရဲဆိုရင်ဒီကလေးမှလည်းပေါ့နော်ပန်းနာရင်ကျဲဖြစ်နိုင်ခြေရှိတတ်ပါတယ်ဒီပန်းနာရင်ကျဲတမားရဲအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့သူကမတဲ့တာတွေကိုရှောင်ရှားမှာဖြစ်ပါတယ်အထူးသဖြင့်သူကဒီကိုကအစားတောက်ကြောင့်ပန်းနာရင်ကျဲဖြစ်တတ်တယ်ဆိုစားတောက်ရှောင်ရမယ်ဒါမှမဟုတ်ဒီပန်းနာရင်ကျဲကပေါ့နော်တချို့ဆိုရင်ကျမ တို့ဒီစေစေကန်းကိုရောက်လာရဲဆိုတချို့ပန်းဝတ်မှုံနေနဲ့မတဲတာအဲတချို့ဆိုရင်ဒီအမီကုန်းမွှေးတွေပေါ့အမီကုန်းမွှေးတွေအဲပြီးတော့ဒီဖြောင်းနိုင်ထွန်းနာဒီအမွှေးတိုင်းထွန်းနာပေါ့နော်ခြင်စည်းထွန်းနာဒီလိုခြင်ထွန်းလိုက်တဲ့အခါမှာအမွှေးတွေထွက်လာရဲပေါ့နော်ဒီလိုအမွှေးတွေနဲ့မတဲဘူးမတဲတာဆိုရင်တော့ကျမတို့ဒီအသက်ရှူတွေကျက်လာတာမျိုးဖြစ်တတ်ပါတယ်အဲဒါအပြင်တချို့တွေကကြတော့ဒီ တလိษံနေပေါ့အထူးသဖြင့်ဒီအိမ်မွေးတလိษံနေဖြစ်တဲ့ကြက်လေးတွေခွေးလေးတွေအကြောင်လေးတွေပေါ့နော်ဒီလိုမျိုးတလိษံနေတွေနဲ့အမွှေးလေးတွေ ਆ နေပြီးမတည့်ပဲနဲ့ပန်းနိုင်ချက်တွေပိုဆိုးတာမျိုးလည်းဖြစ်ပေါ်စေနိုင်တာမျိုးရှိတတ်ပါတယ်အဲဒီမေခွန်းထဲမှာဆိုရင်တော့ဒီကျမတို့ပန်းနိုင်ချက်သမားတွေကဘလို့စားတော့တွေရှောင်းတာရှောင်းပြီးတော့စားသုံးတင်လဲဆိုရင်တော့နံပါတ်1အနေနဲ့ကတော့ကြက်ဥပေါ့နော်ကြက်ဥတွေဘဲဥတွေပေါ့ဥမျိုးမျိုးတွေပေါ့နော်ပြောရမယ်ဆိုဒီဥတွေထဲမှာကျတော့သူပရိုတင်းဆိုတဲ့ဒီအသားဓာတ်တွေပါတယ်ပေါ့နော်ကျမတို့ဒီ အသားတက်တရားနေတချို့ဒီပန်းနိုင်ချက်ရှိတဲ့သူတွေဆိုရင်အသားတက်တွေမတက်တာမျိုးတွေဖြစ်တတ်တယ်တွေ့ကြုံလို့ဖြစ်ပါတယ်ရှင်ဒါအပြင်ပေါ့နော်ကျွန်တော်တို့ဒီပန်းနိုင်ချက်သမားတွေအဲဒီရှောင်ရှားမဲ့စားစားနောက်တစ်ခုကတော့ပင်လယ်စားပေါ့နော်ပင်လယ်စားမျိုးမျိုးတွေပြောမယ်ဆိုပင်လယ်စားငါးတွေလည်းပါတာပေါ့နော်ငါးတွေပဇွန်နေကင်မွန်နေပေါ့နော်ဒီလိုမျိုးအာပင်လယ်စားစားတောက်တရားလည်းပန်းနိုင်ချက်သမားတွေကိုပို့ပြီးတော့စိုးရတာမျိုးဖြစ်ပတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပင်လယ်စားပေါ့နော်ရေတက်တက်ဝါးတွေထဲမှာပါတဲ့ဓာတ်ကအာကျမတို့ ို့ဒီခန္ဓာကိုယ်ထဲမှာသွားပြီးတော့ဓာတ်ပြူမှုတွေဖြစ်ပြီးတော့ပန်းနာရင်ကျက်သမားတွေဓမ္မတေတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်လို့ဖြစ်ပါတယ်ရှင် ။နောက်တစ်ခုအပန်းလိုက်ချက်သမားတွေရှောင်ရှားတင်တဲ့အစားအသောက်ကတော့မြေပဲပေါ့နော်။မြေပဲတွေဖြစ်ပါတယ်။ဒီမြေပဲကလည်းပေါ့နော်အများစုဓမ္မတရားမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျမတို့ကပန်းလိုက်ချက်သမားတွေရာလည်းဒီမြေပဲစားသုံးခြင်းကိုလည်းရှောင်ရှားဖို့အတွက်လိုအပ်ပါတယ်ရှင်။အဲဒါဆိုရင်တော့ကျမတို့ဒီပန်းလိုက်ချက်သမားတွေရှောင်ရှားမယ့်အစားအစာလေးတွေကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်။အဲဆိုရင်တော့စားဖက်သူ ဟို reader choice ပေါ့နော်ကဏ္ဍအနေမေးထားတဲ့မိန့်ခွန်းလေးရဲ့အဖြေလေးကိုလည်းသိရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်